ေးမြတာကျွမ်းမော်မှာနေခဲ့တော့ငါအမသားနဲ့တေးတေးချာချာလေးအချိန်ဖြုံးလိုက်ရတယ်သူရဲ့ teenage စေကျော်သက်အချိန်လေးတွေကိုမတေးတေးချာချာသူနဲ့ရင်ကရင်နဲ့မကွာတူတူနေပြီးတော့ထိန်းချောက်လိုက်ရတဲ့ဒါအမရဲ့အကြီးမားဆုံးသောရလတ်ပါပဲကျွန်တော်အခုသားအอสတြေးလျကိုနောက်ထပ်အကြောင်းဆက်တက်ဖို့သွားပြီဆိုတော့အမဟိုမှာအလုပ်မရှိတော့ဘူး full time ပါပြီအလုပ်ကနေ ပြီးသွားပြီဆိုတော့အခု full time modeling လုပ်ကိုပြောင်းဝင်တော့မယ်ရှင်းရှင်းပြောရရင်တော့အမရိုက်ကူးသမား TV show တွေဥပမာ Memory Channel တွေလည်းအမ Ambassador တွေလုပ်ခဲ့ပြီးတယ် TV show တွေအများကြီးရိုက်ခဲ့ပြီးတယ် ဒီထဲမှာမှ Model Academy အမရဲ့အသက်သွေးကြောလို့ပြောရရတယ်။ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရည်တည်နေတဲ့ကျောအခုပြန်လာရဲဆိုရလဲ model academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်မှအချိန်မီပြန်လာရတာပေါ့နော်လူပြုတ်ချင်းရဲ့သိုးဝဲချက်ကအမစီမှာရှိပါတယ်လာခဲ့ပါအကုန်လုံးမျှဝေပေးဖို့အစီအစဉ်မှာလို့ ါဒီနေ့ဒီဇိုင်နယ်6ယောက်ကလာမရဲ့ဟိုးအရင်ထဲကလုတ်ဖော်ကံမဲ့အနည်းပညာပေါ့ဓမ္မတငယ်ချင်းတွေဆိုတော့လာပြီးတော့အားပေးရတာပေါ့ရှင်ငယ်ဘဝလေးလည်းတတိယတော့မှာပေါ့ဟဲ့ ငယ်ဘွားရေလိုတော့မဟုတ်ဘွားတောက်ရှောက်အမဒီအဆက်ပြတ်သွားတာ၄နှစ်ရှိပြီဆိုတော့အခု၄နှစ်မတိုင်ခင်အချိန်တွေကိုတတိယနေတာဒါကတော့အမရဲ့အလုပ်ဆိုတော့ဒီကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ရော ကိုယ်ရောပတ်သက်ပြီးမှဒီ၄နှစ်အချိန်ကာလအတွင်းမှာကလေးထင်းရင်းနဲ့ပေါ့နော်အာပြန်ပြီးတော့လေ့လာတယ်ဒီထက်ပိုပြီးတော့အာပြဝေခံအမလေ့လာထားတာရှိတယ်ဆိုတော့ဒီပြန်လာတဲ့အချိန်ကလည်းဒါတွေပြန်ပြီးတော့မျှဝေဖို့ပေါ့နော်ဒီအလုပ်တွေလည်းပြန်လုပ်မယ်ကွန်မန့်တွေကတော့ဒါကိုချင်းတော့လည်းဒီလိုပဲပြောမှာပေါ့နော် ဒါမဲ့လည်းအမအနေနဲ့ကကိုကဒီကျမရေးနဲ့ပတ်သက်ပြီးတော့အားလုံးတက်ဆံပြဖြစ်နေရမှာဖြစ်တဲ့အတွက်ကိုကိုရိုင်းကလည်းဒါသူများယုံကြည်အောင်ဆံပြနေထိုင်ပေးရမှာဖြစ်တဲ့အတွက်ဒီလိုမျိုးစူးစမ်းထားရတာအဲပြီးတော့ကိုမြဝင်မဲ့အရာတွေကလည်းကိုကိုရိုင်းကအရှိရနေယုံကြည်အောင်လုပ်ပြနိုင်မှာ အားလုံးကယုံကြည်ကြမှာဆိုတော့အမကြိုးစားနေပါတယ်အမပြန်မလာခင်တည်းကပေါ့နော်ဒီမှာတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကိုယ့်ရဲ့ဒီအမှုပညာမောင်နှမတွေကိုမော်ဒယ်ကတိကနေမွေးထုတ်ပေးခဲ့တဲ့ကလေးတွေသူတို့အောင်မြင်နေတာဒီ modeling လောကတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင်မတော်မတော်တဲ့တနေ့ကနေထွက်တဲ့ကလေးတွေကဟိုအထိတ်မှကြီးစိုးထားတာတွေ့ရတော့မှအရန်ကိုကုန်ယူတယ်အရန်လဲဝမ်းသာတယ်အားလဲအားရတယ်ခြေနဲ့တယ်ပြီးတော့အခုနောက်ထပ်လာမယ့် model academy မှာလည်းကိုစင်အောင်ကတကယ်အမိုက်စာဒီထက်အများကြီးပို့ပြီးတော့ကျေပြန့်နဲ့ challenge တွေနဲ့လှုပ်ထားတယ်ဆိုတော့အမလည်းစိတ်လှုပ်ရှားစွာစောင့်နေပါတယ်လို့ model academy ကတော့ စောကြီးကအမားတို့နဲ့ပဲစခဲ့တာဆိုတော့ကိုစင်အောင်ကသူလည်းတစ္ဆာရှိစွာနဲ့အမားတို့နဲ့ပဲဆက်လုပ်မယ်ဆက်လုပ်မှာပေါ့နော်အမားတို့ Model Academy နောက်ဆုံး season က2019ဆိုတော့အခုချိန်မှာအချိန်ကနည်းနည်းလေးကွာဟသွားပြီဆိုတော့အဲ့ထက်ကအာအောင်မြင်နေတဲ့ကလေးတွေကအခုဆိုအချိန်တိုင်းတာတစ်ခုမှာနေရာတစ်ခုကိုရောက်နေအောင်စူးစမ်းဖို့စူးစမ်းနေပြီပေါ့နော်ရောက်နေကြပြီဆိုတော့ဒီနောက်ထပ် season ကြလို့ရှိရင်လည်းသူကအချိန်လေးတော့နည်းနည်းယူမှာပဲဟို ဟိုအချိန်တိုင်းတာတစ်ခုကြာမှဒါတို့ရဲ့စူးစမ်းမှုတွေကိုထုတ်ပြနိုင်ပါလေ။ဆိုတော့အခုဆိုရင်ဒါ Knowledge Academy ပြီးတော့6နှစ်လောက်တောင်ရှိသွားပြီဆိုတော့အခုကလေးတွေရောက်နေတဲ့နေရာကိုမြင်ရတာအရင်ကအားရတယ်။အာပြီးတော့နောက်ထပ်နောက်နှစ်မှာရိုက်မယ့်အစီအစဉ်ကြောက်လို့ရှိရင်လည်းဒီဒီထက်ငယ်တဲ့ကလေးတွေကနေပြန်ဆောက်အောင်ပါပေါ့နော်။ အမကလေးတွေအမသမီးတော်မှအသက်22နှစ်ရှိပြီဆိုတော့အခုကလေးတွေပြန်တွေ့ဩအဖိုင်းဖြစ်တော့သမီးကတော့အမအခုနေတဲ့ကျွန်းမှာကိုစမွေမှာသူကသူစီးပွားရေးလေးလုပ်ပြီးတော့သူကသူပျော်နေပါတယ်သူပညာတော့သူစိတ်ဝင်စားဘူးသူ ူကအမှုပညာနဲ့ပတ်သက်ပြီးတော့သူ့မှာပိုးပါတယ်သူ့မှာပါရမီပါတယ်ဒါမဲ့ तू ကအာဝါဒနာမပါဘူးဆိုပြီးမလုပ်ဖဲနေတော့မှလည်းမတွန်းဘောเนาะကျမတို့ဒီ model academy စခဲ့တဲ့အချိန်တုန်းက2013ဆိုတော့ဒီလိုမျိုး reality show တွေနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေကမရင်နေသေးဘူးအဲ့တော့ကျမတို့ judge တွေကလည်းကိုဒါလုတ်ဆရာရှိတာလုတ်ရမယ်ပြောဆရာရှိတာပြောရမယ်မကြောက်မရွံ့နဲ့ပြောတဲ့အချိန်မှာအပြောခံရမယ်ဘာကြောင့်လဲဆိုတော့ပြည်သက်တွေကဒီဟာနဲ့ပတ်သက်ပြီးတော့နားမလည်သေးတဲ့အတွက် ဒီ Model Academy Season 3ရောက်တဲ့အချိန်မှာတော့အမတို့ judge တွေကလည်းလုံးဝ short တာမရှိဘူးပြောစရာရှိရင်လုံးဝပြောတယ်ရင်ထဲကစကားအတိုင်းကိုပြောတယ်ဘာမှချိုးတာရာတို့ short ထားတာတို့ဟန်ဆောင်တာတို့မရှိတဲ့အတွက်ဒါပေမဲ့အဲ့ဒီတစ်ချိန်ကျတော့ပြည်သက်တွေကနားလည်လာပြီဒါ reality show ဆိုတာဒီလိုပဲပြောစရာရှိတာပြောရမယ် timing ထားတာမဟုတ်ဘူးတိုက်ထားတာမဟုတ်ဘူးအဲ့တော့ဒီဖြစ်လာတဲ့အတိုင်းကိုတကယ်ဒါရတာစုံပေါ့နော်ဒရာမာလည်းပါတယ်အမတို့အော်စရာတွေလည်းပါတယ်ကြောက်စရာတွေလည်းပါတယ်ငိုစရာကြီးစရာတွေပေါ့ ကျွန်တော် now ဒါ entertainment အစီအစဉ် show ဖြစ်တဲ့အတွက် now အပိုင်းတွေမှာလည်းမတို့ judge တွေကလုံးဝ short သွားဖို့အကြောင်းလုံးဝမရှိဘူးဒီထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြောစရာရှိရင်ပြောမယ်လှုပ်စရာရှိရင်လှုပ်မယ် challenge တွေကလည်းဒီထက်ပိုခက်ရင်ခက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာပရိသတ်ကအခုဆိုရင်နားလည်လာပြီးတော့အဓိကတော့ခံစားချက်မျိုးစုံပေးချင်တာအမတို့ရဲ့ဒီ show ရဲ့ဒီရွယ်ချက်ကို this is entertainment ဖြစ်တဲ့အတွက်အော်ရသဆုံး ကြည့်ချင်တယ်ခံစားချင်တယ်ဆိုရင် model academy ကိုစောင့်ပြီးတော့အပေးပါလို့မှပြောချင်ပါတယ်လေးမြတာကျွမ်းမော်မှာနေခဲ့တုန်းကအမသားနဲ့တေးတေးချာချာလေးအချိန်ဖြုန်းလိုက်ရတယ်သူ့ရဲ့ teenage စေကျော်သက်အချိန်လေးတွေကိုမှတေးတေးချာချာသူနဲ့ရင်ကရင်နဲ့မကွာ တူတူနေပြီးတော့ထိန်းချောက်လိုက်ရတဲ့ဒါအမရဲ့အကြီးမားဆုံးသောရလတ်ပါပဲကျွန်တော်အခုသားအอสတြေးလျကိုနောက်ထပ်ကျောင်းဆက်တက်ဖို့သွားပြီဆိုတော့အမဟိုမှာအလုပ်မရှိတော့ဘူး full time ပါပြီအလုပ်ကနေပြီးသွားပြီဆိုတော့အခု full time modeling လုပ်ကိုပြန်ဝင်တော့မယ်ရှင်းရှင်းပြောရရင်တော့အမရိုက်ကူးသမျှ TV show တွေဥပမာ Memory Channel အတွက်လည်းအမ Ambassador တွေလုပ်ခဲ့ပူတယ် TV show တွေအများကြီးရိုက်ခဲ့ပူတယ် ီထဲမှာမှ Model Academy အမရဲ့အသက်သွေးကြောလို့ပြောရရတယ်။ဒါ Model Academy အတွက်အမကဒီစိတ်ရောကိုယ်ရောလုံးဝပြင်ဆင်ထားတဲ့ရက်တည်နေတယ်။ကျွန်တော်အခုပြန်လာရဲဆိုတော့လည်း model academy ပြန်ပြီးတော့လောက်တော့မှဖြစ်တဲ့အတွက်မှအချိန်မီပြန်လာရတာပေါ့နော်ဒီပွဲမှာအခု designer 6ယောက်လောက်မှ congratulate လုပ်ချင်ပါတယ်အရန်ကိုအောင်မြင်ပြီးတော့အခုလူတွေအကုန်လုံးကို serve လုပ်နေတာတွေ့ရတဲ့အတွက်အရန်ကိုကိုယ်ယူပါတယ်ဒါကြောင့်လည်းလာပြီးတော့အားပေးရတာပါအားပေးနိုင်တဲ့အတွက်လည်းမှအရန်ကိုဝမ်းသာအားရပါတယ် လူပြုတ်ချင်းရဲ့သိုးဝဲချက်ကအမစီမှာရှိပါတယ်လာခဲ့ပါအကုန်လုံးညှဝေပေးဖို့စဉ်းစားမှာလို့ fashion နဲ့ပတ်သက်လာရင်တော့မာဒီဇိုင်နာတွေကိုအများအားအားကိုးတယ်ဒါကိုယ့်ရဲ့ကိုယ့်ရဲ့ကျွမ်းကျင်တဲ့နေရာမဟုတ်တဲ့အတွက်ဒီဇိုင်နာတွေဆင်ပေးရင်တော့မာအများအားလှနေမှာပါလို့ thank you, thank you.